ငလင်းကြောင့်လူသေးပြောက်များခဲ့တဲ့အင်းလေးကရွာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမဆနိုင်သေးတာကြောင့်ဒေသခံတွေအကူအညီတောင်းခံနေကြပါတယ်။ Morris ကပြောပြပေးမှာပါ။ငလင်းကြောင့်လူအသေးပြောက်နဲ့ထိခိုက်ပျက်စီးမှုများတဲ့ကေလာကျွေးရအုပ်စုကေလာရွာကြာတော့တရကြီးရွာတွေဘက်မှာအခုထိပျက်စီးသွားတဲ့အိမ်တွေကိုရှင်းလင်းရေးမလုပ်ရသေးဘူးလို့ဒေသခံတွေက TVB ကိုပြောပါတယ်။ရေပေါ်ရာတွေဖြစ်တဲ့အတွက်ရေထဲမြုပ်နေတဲ့အိမ်တွေကိုပြန်ဖော်ဖို့နဲ့ ြိုသွားတဲ့အိမ်တွေကိုပြန်စောက်ဖို့အတွက်ကျွမ်းကျင်တဲ့ပညာရှင်တွေလိုအပ်နေပြီးပြန်လည်ထူထောင်ရေးအတွက်ကူပေးမယ့်အဖွဲ့အစည်းတွေလိုအပ်နေတာလို့ဆိုပါရယ်အိမ်ပေါင်း435အိမ်ပျက်စီးသွားပြီးလူအယောက်30ကျော်သေတဲ့ကေလာရွာမှာဒီနေ့ထိပြိုသွားတဲ့အိမ်တွေကိုရှင်းဖို့အကူအညီမရသေးဘူးလို့ပြောပါရယ်အိမ်တွေအကုန်လုံးဒလုံးမဒေရှာမှာရှင်းရတယ်ကြတချို့နည်းနည်းပိုက်ဆံဟာပိုက်ဆံအဆင်ပြေတဲ့သူတွေလောက်ပဲရှင်းရသေးရကြပါလို့လဲဆိုတော့အကုန်လုံးကလက်သမားလည်းမလောက်ကြဘူးပြကြရင်အင်ဂျင်နီယာခေါ်မယ်ဆိုလဲခေါ်လို့မရတဲ့ဟာမျိုးဗျ ဒီလာရွာရေပေါ်ရွာဆိုတော့ဒီပေါ်မှာဖောက်ထားတဲ့အိမ်တွေကိုပဲရှင်းလင်းရမှာဆိုတော့ဒေတာခန်လက်သမားတွေမှာပဲအဆင်ပြေမှာဗျပြန်လဲထူထောင်ရေးအတွက်ဒေတာခန်တွေဟာဝါးနဲ့ကျွမ်းကျင်လက်သမားဆရာတွေကိုလိုအပ်နေပါတယ်လက်ရှိအင်းလေးမှာအလှူရှင်တွေပုံမှန်လာနေပေမဲ့ကူညီကယ်ဆယ်ရေးအတွက်လုံလောက်တဲ့အဖွဲ့အစည်းနဲ့လူဝင်အားမျိုးမရကြသေးပါဘူးတတိကတော့တော်အတွက်လုံလောက်တဲ့ပမာဏငွေကြေးလုံလောက်တဲ့ပမာဏမရှိမရရှိသေးတဲ့အတွက်ပြန်လေထူထောင်ရေးဖက်ကိုမကူးနိုင်သေးတာလည်းပါမယ် ပြီးတော့မှတော်အိမ်အဟောင်းကပြန်ချပြက်စီရတဲ့အိမ်တွေကိုပြန်လည်ရှင်းလင်းရေးမလုပ်ရသေးတာလည်းပါမယ်ဗျအခုကျွန်တော်တို့ဒီမှာအခက်အခဲဆုံးကလက်သမားအခက်အခဲဖြစ်တယ်ဗျပြန်ဆောက်ဖို့အတွက်ရောပြီးတော့မှချင်းစီအဲ့ပြိုကျရတဲ့အိမ်မျိုးဖြတ်ပြန်ပြီးတော့ဖြတ်ပြီးတော့ရှင်းလင်းလုပ်ဖို့အတွက်ရောဗျအင်းလေးဒေတာလူအခွင့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင်အင်းလေးမှာလူဦးရေ90ကျော်တည်ဆုံးခဲ့ပြီးနေအိမ်ပေါင်း2000ကျော်ပျက်စီးခဲ့ပါတယ် ရွာလုံးကျွတ်ပျက်စီးသွားတဲ့ရွာတွေလည်းရှိနေပြီးဒီနေ့ချိန်ထိအထိခိုက်ပျက်စီးတဲ့လူသေးပျောက်စင်ရင်အတိအကျမရသေးပါဘူးကျွန်တော်မော်ရစ်ပါ